သူတို့အဖရိစမဲ့နေရာကနေသွားစမယ်ပေါ့နော်ဟာရောက်ပြီ little heidi ဒီနောက်မှာဘုရားကျောင်းတစ်ခုရှိရဲဒါလည်းသူတို့ဘုရားကျောင်းဖြစ်မယ် roman catholic ွားလစ်တဲ့ဟေဒီရဲ့ဒီဟာတွေလည်းလစ်တဲ့ဟေဒီလို့ပြောတာပဲညယောက်မှာကလေအဲ့လိုမျိုးရှိရဲ့သူရဲ့အုပ်စုနဲ့သူအဲ့လိုမျိုးအဲအိန္ဒိယဆိုလို့ရှိရင်လည်းလို့ပါကစ္စတန်နဲ့အဲ့လိုမျိုးသူကတတက်စုပြီးနေတာအဲ့လိုနေတာတတက်ရှိရဲ့အဲ့နေရာရောက်တော့လည်းလုံးဝပါကစ္စတန်ရောက်သွားတယ်လို့ပဲ အခုဒါဟေဒီရက်ွက်ရောက်နေတာပေါ့နော်ဟေရှန်လူမျိုးတွေနေတဲ့ရက်ွက်ပေါ့ဆိုတော့လူမျိုးတွေကြီးပဲဟိုရှင်းတော့တောင်ရောက်ကြီးလိုက်သူရ breakfast တွေပဲတစ်ချက်ကြည့်ကြည့်မယ်ဟိုဟာတအားကြီးစိတ်ဝင်စားစရာမကောင်းရင်တော့ ဟိုဂျပန်ဒေးကိုဆက်သွားမယ်လောလောဆယ်အထိကတော့လေစိတ်ဝင်စားစရာမတွေ့သေးဘူးရှင်းတဲ့လေအိမ်ဆောင်

ီတန်းလဲလဲတဲ့ပွဲဟိုပေါ့နော်ခရေးကိုပွဲမစတည်ဆိုတော့ဒီ Haitian Bakery မှာ ဒီ Haiti နိုင်ငံကနေထုတ်တဲ့ coffee လေးသွားဆမ်းမယ်ပေါ့နော် So can can I have Haitian traditional coffee? Yes. One cup please. And cup size? Um okay. Yes. Yeah. Just like that? Yes. Oi. Okay, go ahead, go ahead. Yeah. Okay, that's it, I think. And it's oh, thank you. <laughs> yeah, please. Okay. Today is Karcha Day, right? See, so I'm wait, waiting for this it. one. To look at parade. <laughs> sugar in my first time so it's a little okay. more a little bit it's okay <laughs> it's okay, it's okay. No, <laughs> <laughs> Thank you so much. Hello. <laughs> All right. No, it's fine. Yeah. Let me try. It's very popular, so. Thank you. Thank you so much. ืมตลอดก้าวเนี่ยตลอดก้าวเนี่ยตลอดก้าวเนี่ย Haitian traditional coffee ซอเลยอ่าจังนามเลยจี้อ่ะล่ะไม่ดีตลอดก้าวเนี่ยคือว่า Starbucks เนี่ย coffee ทุบเตะเลยเลยไอ้อม่งนี่เนี่ยปะเนาะอะล่ะเวไปแล้วมาเผาะตอกกูเลยดูย้อมเนี่ยอทุบเตะเลยเลยเอ๊ะไอ้หลูย่าดาမျိုးเว้ย တော်ကောင်းတယ်အဲ့ဒါတော့မှဟိုကနွားနို့နွားနို့မပေါ့နို့မဟုတ်ရတကြားရပဲတကြားနည်းနည်းနဲသွားအတကြားပြန်တောင်းလာဦးอืมတော်တော်ကောင်းတယ်တကြားလေးနဲ့နဲ့တောင်းမလို့သူတို့ပွဲရနေမို့လားမသိဘူးဒီအဲ့ဒီဆိုင်မှာလူတွေကပြည့်နေအမှန်ဆိုင်ရလေတအားကြီးမဟုတ် ရဲ့ဘယ်လိုပြောရလဲနည်းနည်းသေးတယ်ပေါ့နော်ဘေကရီနည်းနည်းသေးတယ်သူတို့ရိုးရအစားရသေးပဲကြီးပဲရောင်းတဲ့ဆိုင်ဆာဒါမဲ့ဆိုင်ကနည်းနည်းသေးတယ်ဒါမဲ့အဲ့သေးနေတဲ့ဆိုင်အဲထဲမှာလူတွေကအပြည့်ပဲဆိုတော့တကြားနည်းနည်းထပ်တောင်းဖို့ဒါဒီတိုင်းလဲစင်ပြေတယ် good သူတို့တောက်လို့ကောင်းတယ်တကယ်လုံးဝကြွားမပြောဘူးပုံမပြောဘူးပါမဆိုင်အိမ်မှာဝယ်တောက်နေတဲ့လူတွေနဲ့ 25မိနစ်လောက်ဆောင်းအောင်မယ်သူပြင်ဆင်နေကြတယ်ပြင်ဆင်နေကြတယ်ဟိုနောက်ဘက်မှာပြင်နေဆင်နေတယ်အဲ25မိနစ်လောက်ဒီဘက်ဟိုဘက်ရှောက်ဒီဘက်ရှောက်ပေါ့နော်တော်တော်လေးတော့လူတွေတော်တော်များတော့ရောက်လာတယ်